ကြီးမားတဲ့ကောင်းတဲ့အပြောင်းလဲတွေဖြစ်လာမှုရှိနေပါတယ်။အလုပ်အပြောင်းလဲနေရာအပြောင်းလဲတွေကြုံလာမှုရှိနေပါတယ်။ကိုယ့်ရဲ့အတွေးအကြုံတွေခံယူချက်တွေဘဝအမြင်တွေလုပ်ပုံကံပုံတွေလည်းပြောင်းလဲဖြစ်လာမှုရှိနေပါတယ်။အဲ့တော့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာကောင်းသောအပြောင်းလဲများဖြစ်လာဖို့ရှိနေပါတယ်။စီးပွားရေးအလုပ်ဝင်တဲ့ပတ်သက်လို့ညှော်လင့်ချက်များ၊ image များပြည့်မြောက်အောင်မြင်မဲ့နိမိတ်ပဲဖြစ်ပါတယ်။စီးပွားရေးနဲ့ပတ်သက်လို့အလုပ်ကိုင်းနဲ့ပတ်သက်လို့အမှုသမီးတယောက်ရဲ့အကြံကောင်း၊ဉာဏ်ကောင်း၊အကူအညီကောင်း ြည်မှမှာရဖို့ရှိနေပါတယ်။အဲ့ငွေကြေးနဲ့ပတ်သက်လို့ရစရာပေးစရာငွေများကတော့ထင်းငော့ကြံ့ကြာစိတ်ပူပြီးမှအောင်မြင်နိုင်ပါတယ်။အဲ့တော့ငွေကြေးအကျဉ်းစီများကိုထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်စီလိုပါတယ်။အဲ့တော့စွန့်လွှတ်တာမျိုးတွေမလုပ်သင့်ပါဘူး။အဲ့တော့ငွေကြေးနဲ့ပတ်သက်လို့မစွန့်သားပါနဲ့။အဲ့တော့ထိန်းထိန်းသိမ်းသိမ်းလေးဆောင်ရွက်စီလိုပါတယ်။အခြေကြီးအစင်မပြေတဲ့သူများပြန်ပြီးတော့အစင်ပြေလာဖို့ရှိနေပါတယ်။အစင်ပြေပြီးသားသူများကတော့ပြေတဲ့ပြေပါလိမ့်မယ်။ အချစ်ရဲ့ပျော်ရွှင်မှုတွေကြည်နူးမှုတွေပါရမှုတွေစိတ်လုံရှားရေကုန်မှုတွေအပြည့်အဝခံစားရမယ်။ပန်းနှုတ်ရောင်တွေလွှမ်းနေသောနမိတ်ပဲဖြစ်ပါတယ်။အိမ်တော်ရေးအိမ်တော်ဘက်ရဲ့ဖုံးကွယ်ခြင်းအန်ဆောင်ခြင်းလိန်ညာခြင်းခံရပါတယ်။မိမိကိုယ်တိုင်ကလည်းပဲအိမ်တော်ဘက်အပေါ်ကိုဖုံးကွယ်မှုတွေဟန်ဆောင်မှုတွေရှိနေပါတယ်။အဲ့တော့ဖုံးကွယ်ခြင်းဟန်ဆောင်ခြင်းလိညာခြင်းဆိုတဲ့နမိတ်ပဲဖြစ်ပါတယ်။ပညာရေးကံအမှန်တန်ကောင်းနေပါတယ်။မိမိကြီးမန်းထားရတဲ့ပို့ပြီးတော့အောင်မြင်မဲ့နမိတ်ပဲဖြစ်ပါတယ်။ ကျမ်းပိုင်းနဲ့ပတ်သက်လို့ခြေထောက်ခါခေါက်ပိုင်းနဲ့ပတ်သက်တဲ့ယောဂများသတိထားစေလိုပါတယ်။ခိမိခိုင်မိတာမျိုးသတိထားစေလိုပါတယ်။ဖြစ်မယ်လို့မဆိုလိုပါဘူး။ဒီလိုကစားမယ်ဆိုရင်တော့၈၁၆ဖြစ်ပါတယ်။ကံကောင်းစေတဲ့အယောင်တွေကတော့အဖြူယောင်အနက်ယောင်ဖြစ်ပါတယ်။များများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်။ရောင်းထွက်ရောင်းကောင်းခြင်းနဲ့ပစ္စည်းများကိုတခွားသီးနဲ့ခောက်ပြီးပါ။တို့ဥစားတဲ့တခွားသီး ဘယ်ဘယ်နေမစို့ဘယ်ချိန်မစို့ခောက်ပြီးပါတစက်ကလည်းစူတောင်းမှာရောင်းထွက်ဖို့ရောင်းကောင်းဖို့အဲ့တော့ရောင်းထွက်ရောင်းကောင်းခြင်းနဲ့ပစ္စည်းများကိုအကွာသီးနဲ့ခောက်ပြီးပါကံကောင်းစီမဲ့ရည်ရာကတော့အိမ်ဖျားမှာအဝါရောင်ပန်းကားဖွင့်လူတန်းပြီးတော့စူတောင်းခြင်းအဖြစ်ကံအညံ့ခိုက်ပြီးကြည်ပြော့ပြီးတော့ကံဒီကောင်းစီပါလိမ့်မယ်ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွှဲချော်ပါစေကျွန်တော်ကတော့မင်းသိန်းခိုင်ရှင်ဝန်ထူးလင်းဖြစ်ပါတယ်နောက်တစ်ပတ်ကျွန်တော်ပြန်ဆုံကြပါမယ် ကဲတနင်္ဂနွေသားသမီးတွေအားလုံးအောင်စေပိုင်စေနိုင်စေခိုင်စေဗျာအဲ့တော့လူလင်ခန်းတက်ပါလေမိမိရဲ့အကြံစီများရွေချက်များပြင့်ော့လွဲကြော်နေတတ်ပါလေစီပွားရေးအလုပ်ငယ်နဲ့ပတ်သက်လို့အဆင်ပြေတဲ့သူများမတင်မတ်တဲ့ပြဿနာတွေပေါ်လာတတ်ပါလေအဆင်မပြေတဲ့သူများကတော့ပြန်ပြီးတော့အဆင်ပြေလာမှုရှိနေပါလေ တော့စီးပွားရေးနဲ့ပတ်သက်လို့အလုပ်ကိုင်းနဲ့ပတ်သက်လို့အဆင်မပြေတဲ့သူများပြန်ပြီးတော့အဆင်ပြေလာပါလိမ့်မယ်အဲ့တော့ပြင်ပြင်နေတဲ့သူများကတော့မတင်မဲ့တဲ့ပြဿနာလေးတွေအခက်အခဲလေးတွေကြုံလာဖို့ရှိနေပါတယ်အထူးသတိထားပြီးတော့ပြတ်တန်းစေလိုပါတယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်လို့ငွေအတွက်အနည်းငယ်စိတ်ပူရတတ်ပါတယ်ရစရာပေးစရာငွေများချင်းတော့ကြန့်ကြန်နေတတ်ပါတယ်အဲ့တော့ငွေကြေးအကြံစီများအောင်မြင်တဲ့သူများကတော့ညောင်မရရကစုံမိထမှာအယောင်းနိုင်ကိုယ်တိုင်အမွေးတိုင်ကိုယ်တိုင်ထုံးပြီးတော့စူတောင်းမှသာလင် ငွေကြေးအကြံစီများအောက်မြင်ပါလိမ့်မယ်။အဲ့တော့အခြေအနေပတ်သက်လို့မတင်မဲ့တဲ့ပြဿနာတွေအခက်အခဲတွေဒါလူအနောက်ချက်တွေပေါ်တော့တတ်ပါတယ်။အဲ့တော့အခြေအနေလည်းပဲအနည်းငယ်ညံ့နေပါတယ်။အထူးသတိထားပြီးတော့ပြတ်တန်းစီလို့ပါတယ်။အဲ့တော့အိမ်တော်ကြီးကတော့တယောက်တည်းနေကျင်တဲ့စိတ်တွေများနေတတ်ပါတယ်။တမယာကလည်းပဲအပြီးထွက်သွားကျင်တဲ့စိတ်တွေဟုတ်လားဘုံညူဝကျင်တဲ့စိတ်တွေသီလရှင်ဝကျင်တဲ့စိတ်တွေအဲတယောက်တည်းနေကျင်တဲ့စိတ်တွေအိမ်တော်ကြီးကိုစိတ်ကုန်တဲ့စိတ်မျိုးတွေ ဝင်လာတတ်ပါတယ်။ပညာရေးကံအလဲလက်မှာလို့ရှိနေပါတယ်။လူကမျိုးများများများစူးစမ်းအထောက်အပံ့ရေးကြည့်ပါတယ်။ကျမကြီးဝမ်ပိုင်းနဲ့ပတ်သက်တဲ့ယောဂများသတိထားစေလိုပါတယ်။ဒီနဲ့ပတ်သက်တဲ့ယောဂများအစာမစီမားနဲ့ပတ်သက်တဲ့ယောဂများသတိထားစေလိုပါတယ်။ဖြစ်မယ်လို့မဆိုလိုပါဘူး။အဲ့တော့တီတိုကစားမယ်ဆိုရင်တော့4160ဖြစ်ပါတယ်အဲ့တော့ကံကောင်းစေတဲ့အရာတွေကတော့အနည်းအောင်အဝါအောင်အဖြူအောင်ဖြစ်ပါတယ် များများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်။ရောင်းထွက်ရောင်းကောင်းခြင်းတဲ့ပစ္စည်းများကိုစိတ်တွန်အနီနဲ့ခောက်ပြီးပါစိတ်တွန်အနီအကြက်ကလည်းစူတောင်းမှရောင်းထွက်ဖို့ရောင်းကောင်းဖို့ဘယ်နည်းမဆိုပဲချင်းပြီးတော့ဆောင်ရွက်နေပါတယ်။ရောင်းထွက်ရောင်းကောင်းခြင်းတဲ့ပစ္စည်းများကိုစိတ်တွန်အနီနဲ့ခောက်ပြီးပါအဲ့တော့ကံကောင်းခြင်းနဲ့ကြေရာကတော့အိမ်ဖျားမှာအဝါရောင်ပန်းငါးပွင့်ထူထပ်ပြီးတော့စူတောင်းခြင်းအဖြစ်ကံအညာခက်ကြီးပြောက်ပြီးတော့ကံလေးကောင်းစေပါလိမ့်မယ်။ ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွှဲချော်ပါစေနောက်တစ်ပတ်ကျွန်တော်တို့ပြန်ဆောင်ကြပါမယ်ကဲအားလုံးအောင်စေပိုင်စေနိုင်စေခိုင်စေကြ切度枠那座枠送撇枠瑜池枠အခြေအနေများကျွန်ဝတ်တက်ပါတယ်လူကြီးတယောက်ကြောင့်လည်းစိတ်အနှောက်အယှက်ဖြစ်တတ်ပါတယ်မိသားစုတွေကလောက်ကလူကြီးတယောက်နဲ့ပတ်သက်လို့စိတ်အနှောက်အယှက်ဖြစ်တတ်ပါတယ် ကြီးကဲသူများနဲ့လည်းပဲအယူဆအကွဲလဲမှုတွေဖြစ်တတ်ပါတယ်စီးပွားရေးအလုပ်ကနေပတ်သက်လို့အင်မတန်ကောင်းနေပါတယ်စီးပွားရေးနဲ့ပတ်သက်လို့အလုပ်ကနေပတ်သက်လို့ညှိနှိုင်းချက်များယူမှန်းချက်များပြည့်မြောက်အောင်မြင်ဖို့ရှိနေပါတယ်အကူအညီကောင်းတွေအဆွတ်အကောင်းတွေအကွဲလမ်းကောင်းတွေပေါ်လာဖို့လည်းရှိနေပါတယ်လုပ်ငန်းစီးပွားတွေတိုးချဲ့လို့ရပါတယ်လုပ်ငန်းတက်တွေစတင်လို့ရပါတယ်အဲ့ငွေကြေးနဲ့ပတ်သက်လို့ငွေကြေးကလက်ရှိအခြေအနေအကောင်းဆုံးမှုတ်သေးပါဘူးအဲ့တော့ငွေကြေးအကျန်စီတွေအောင်မြင်ဖို့ ရသရှိတဲ့ငွေတွေရဖို့ပေးသရှိတဲ့ငွေတွေပေးနိုင်ဖို့ငွေကြေးအကဲခဲအကြက်တွေလုံမြောက်ဖို့အဲအကျိုးရဖို့အကျိုးကြီးကြီးဖို့စသဖြင့်ငွေကြေးအကြံစီများအောင်မြင်စေဖို့အတွက်လက်ရှိအခြေအနေဟာအကောင်းဆုံးမဟုတ်သေးပါဘူးဒီထက်ပိုပြီးတော့ကောင်းတဲ့နည်းလမ်းတွေရှိနေပါသေးတယ်အဲ့တော့ရှာကြံပါတွေးတော့ပါကြံစပါအဲ့တော့ငွေကြေးသည်လက်ရှိအခြေအနေအကောင်းဆုံးမဟုတ်သေးဘူးဒီထက်ကောင်းအောင်လုပ်လို့ရနေပါသေးတယ်အဲ့တော့ရှာကြံပါတွေးတော့ပါရှာဖွေပါ အခြေအနေနဲ့ပတ်သက်လို့ကတော့စိတ်ပူစရာလေးတွေစိတ်နှောက်ရှက်ဖြစ်စရာလေးတွေရောထွေးနေပါလိမ့်မယ်အဲ့တော့ပြက်မလို့ကွဲမလို့ဖြစ်နေတဲ့ချစ်သူများကတော့မပြက်မကွဲပါဘူးအဲ့တော့စိတ်ပူစရာလေးတွေရောထွေးနေတော့နမိတ်ပဲဖြစ်ပါတယ်အိမ်တော်ရင်းနဲ့ပတ်သက်လို့ကတော့တဲ့အိမ်တော်ဘက်ကိုအကြောင်းပြုပြီးတော့အားမလို့အားမရစိတ်တိုင်းမကြပြက်တတ်ပါတယ်အဲ့တော့စိတ်ပူစရာလေးတွေအဲနည်းကြောမတက်တဲ့အမျိုးလေးတွေထုံမွန့်နေတဲ့နမိတ်ပဲဖြစ်ပါတယ်ပညာရေးကံကတော့အင်မတန်ကောင်းနေပါတယ် မိမိရည်မှန်းထားတာတွေပို့ပြီးတော့အောင်မြင်ဖို့ရှိနေပါတယ်။ကျမ်းမိုင်နဲ့ပတ်သက်လို့တော့ဝမ်ပိုင်နဲ့ပတ်သက်တဲ့အစာဟောင်းအိမ်နဲ့ပတ်သက်တဲ့ယောဂများသတိထားစေလိုပါတယ်။ဖြစ်မယ်လို့မဆိုလိုပါဘူး။ဖြစ်တော့ကစားမယ်ဆိုရင်တော့3ည9 36ဖြစ်ပါတယ်။ကံကောင်းစေတဲ့အရာတွေကတော့အဝါရောင်အဖြူရောင်အနက်ရောင်ဖြစ်ပါတယ်။ညာများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်။ ရောင်းထွက်ရောင်းကောင်းတင်တဲ့ပစ္စည်းများကိုအဲတစ်သီးလုံးနဲ့ခောက်ပြီးပါတစ်သီး။ဒါအသီးပဲဖြစ်ပြရပါလေ။အဲ့တော့အသီးလေးလုံးနဲ့ခောက်ပြီးပါ။ဇက်ကလည်းဆူတောင်းပါရောင်းထွက်ဖို့ရောင်းကောင်းဖို့ဘယ်နည်းမဆိုဘယ်ချင်းမဆိုဆောင်ရွက်နိုင်ပါလေ။ရောင်းထွက်ရောင်းကောင်းတဲ့ပစ္စည်းများကိုတစ်သီးတစ်လုံးနဲ့ခောက်ပြီးပါ။ကံကောင်းခြင်းမဲ့ရေရရကတော့အိမ်ဖျားမှာအနီရောင်ပန်း၆ပွင့်လှူဒန်းပြီးတော့ဆူတောင်းခြင်းအဖြစ်ကံအညံ့ခိုက်တွေကြေပြော့ပြီးတော့ကံတွေကောင်းစေပါလိမ့်မယ်။ ကျွန်တော်ရေကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွဲကျော်ပါစေ။နောက်တစ်ပတ်ကျွန်တော်တို့ပြန်ဆုံကြပါမယ်။ကဲအင်္ဂါသားသမီးတွေအားလုံးအောင်စေပိုင်စေနိုင်စေခိုင်စေဗျာ။လူသုံးယောက်ကြောင့်စိတ်အနှောက်အယှက်ဖြစ်ရတတ်ပါတယ်။နောက်ကွယ်မှာမကောင်းပြောတာမျိုးမကောင်းကျင်တာမျိုးကြောက်တုံးတာမျိုးကျုံ့တတ်ပါတယ်။အထူးသတိထားပြီးတော့ပြတ်သန်းစေလိုပါတယ်။မိမိရဲ့အကြံစီများကလည်းပဲ တင့်ငော့ကြန့်ကြာပြီးမှအောင်မြင်နိုင်ပါတယ်။စီးပွားရေးအလုပ်ကိနေပတ်သက်လို့လောလောဆယ်အခြေအနေကတော့အကောင်းဆုံးမဟုတ်သေးပါဘူး။ပြေပြေချင်းကောင်းလာပါလိမ့်မယ်။အဲ့တော့စီးပွားရေးနဲ့ပတ်သက်လို့အလုပ်ကိနေပတ်သက်လို့လက်ရှိအခြေအနေကအကောင်းဆုံးမဟုတ်သေးပါဘူး။ပြေပြေချင်းပြေပြေချင်းကောင်းလာပါလိမ့်မယ်။အဲ့တော့ငွေကြေးနဲ့ပတ်သက်လို့ရစရာပေးစရာငွေများတင့်ငော့ကြန့်ကြာပြီးမှအောင်မြင်နိုင်ပါတယ်။အဲ့တော့ငွေကြေးကိစ္စများကိုထိန်းထိန်းတင်းတင်း အုံလုံးညာသုံးပြီးတော့ဆောင်ရွက်စေလိုပါတယ်။ဝေကျင်းတဲ့ပတ်သက်လို့စွန့်စားလို့မရပါဘူး။ကံတရားကိုအားကိုးလို့မရပါဘူး။အုံလုံးညာနဲ့ပဲထိန်းသိမ်းပြီးတော့ဆောင်ရွက်စေလိုပါတယ်။ချီးနဲ့ပတ်သက်လို့ကတော့ကြီးမားတဲ့အပြောင်းအလဲတွေဖြစ်လာဖို့ရှိနေပါတယ်။မတရားကောင်းတော့တဲ့ပါတယ်။မတရားညံ့တော့တဲ့ပါတယ်။အဲ့တော့မညံ့ရလေအောင်အရာလက်ဝေးပေးပါ။အိမ်တော်ရဲ့ကံကတော့ပျော်ရွှင်မှုတွေ၊တာယာမှုတွေ၊နားလည်မှုတွေ၊မျှဝေခံစားမှုတွေ ဂရုစိတ်ခံရမှုတွေနဲ့ကြည်နူးตาရပျော်ရွှင်စွာဖြတ်တန်းရမယ်ဆိုနမိတ်ပဲဖြစ်ပါတယ်။ပညာရကံအင်မတန်ကောင်းနေပါတယ်။ပညာရနဲ့ပတ်သက်လို့လည်းပဲစိတ်ကူးအကြံကောင်းဉာဏ်ကောင်းများပေါ်ထွက်လာဖို့ရှိနေပါတယ်။ကျမ်းမာရနဲ့ပတ်သက်လို့ကတော့စိတ်နဲ့ပတ်သက်တဲ့ယောဂများတရိထားစေလိုပါတယ်။အဲ့တော့စိတ်ညစ်ပြီးတော့ကျမ်းမာရဉာဏ်အမျိုးကိုမှယောဂမရှိဘူးစိတ်ကရှိနေတယ်လို့ထင်တာမျိုးစိတ်နဲ့ပတ်သက်တဲ့ယောဂများတရိထားစေလိုပါတယ်။ တော့ထီတိုးကစားမှန်ဆိုရင်တော့9896ဖြစ်ပါတယ်ကံကောင်းစီတဲ့အယောင်တွေကတော့အနက်ယောင်အနီယောင်ဖြစ်ပါတယ်များများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်ရောင်းထွက်ရောင်းကောင်းခြင်းတဲ့ပစ္စည်းများကိုစာအုပ်တုံးနဲ့ရက်ကပ်ပေးပါရက်ပေးပါအဲ့တော့ဘယ်စာအုပ်မှဆိုရပါတယ်စာအုပ်ရက်ကပ်ပေးပါရက်ပေးပါဒါကြလေဆူတောင်းမှာရောင်းထွက်ဖို့ရောင်းကောင်းဖို့ရောင်းထွက်ရောင်းကောင်းခြင်းနဲ့ပစ္စည်းများကိုစာအုပ်တုံးနဲ့ရက်ကပ်ပေးပါရက်ပေးပါ ကံကောင်းစေမဲ့ယေရယာကတော့အိမ်ဖျားမှာအုံသီးပါတဲ့မို့လှူဒန်းပြီးတော့ဆူတောင်းခြင်းအပြင်ကံအညံ့ခိုက်ပြီးကြည်ပြွတ်ပြီးတော့ကံနေကောင်းစေပါလိမ့်မယ်။ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွဲချော်ပါလိမ့်။နောက်တစ်ပတ်ကျွန်တော်တို့ပြန်ဆုံကြပါမယ်။ကဲအားလုံးအောင်စေ၊ပိုင်စေ၊နိုင်စေ၊ခိုင်စေဗျာ။ကြည်မာတဲ့ကောင်းတဲ့အပြောင်းအလဲများဖြစ်လာဖို့ရှိနေပါတယ်မိမိရဲ့အတွေ့အခေါ်တွေခံယူချက်တွေဘဝအမြင်တွေ လုံနေကန်နေဒီကောင်းသောအလှည့်ပြောင်းတွေဖြစ်လာဖို့ရှိနေပါတယ်။ထွက်နေတဲ့ရွှေတို့ငွေတို့ပစ္စည်းတို့ရှိရင်လည်းပြန်ရဖို့ရှိနေပါတယ်။ဆုံးရှုံးမှုလို့ဖြစ်နေတဲ့အရာတွေအခွင့်အရေးတွေလည်းပြန်ရဖို့ရှိနေပါတယ်။အဲ့တော့မိမိရဲ့စိတ်ကူးအကြံစီများရည်ရွယ်ချက်များပြည့်မြောက်အောင်မြင်မဲ့နိမိတ်ပဲဖြစ်ပါတယ်။အင်မတန်ကောင်းပါတယ်။စီးပွားရေးနဲ့ပတ်သက်လို့လုပ်ငန်းနဲ့ပတ်သက်လို့အင်မတန်ကောင်းနေပါတယ်။အဲ့တော့လုပ်ငန်းစီးပွားတိုးတက်စေမဲ့စိတ်ကူးအကြံကောင်းဉာဏ်ကောင်းတွေပေါ်ထွက်လာပါလိမ့်မယ်။လက်တွေ့ ကောင်းတဲ့ပေါ်ဆောင်ရပါလုပ်ငန်းတင်များဆက်လို့ရတယ်လုပ်ငန်းစည်းဝါးတွေတိုးချဲ့လို့ရတယ်လုပ်ငန်းစည်းဝါးနဲ့ပတ်သက်တဲ့ကိုယ့်ရဲ့ရည်မှန်းချက်အိမ်မက်တွေကိုအကောင့်ထဲပေါ်လို့ရပါတယ်စိတ်ကူးအကြံကောင်းဉာဏ်ကောင်းများပေါ်တော့ခြင်းဆိုနမိတ်ပဲဖြစ်ပါတယ်ငွေကြေးနဲ့ပတ်သက်လို့ရစရာပေးစရာရှိတဲ့ငွေများစိတ်တူချင်းတော့ကြံ့ကြာပြီးမှအောင်မြင်ပါလိမ့်မယ်အဲ့တော့ငွေကြေးအကြံစီများကိုထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်စေလိုပါတယ်အဲ့တော့စွန့်စားလို့မရပါဘူး ရစရာအေးစံငွေများထင်းတော့ကြန့်ကြခြင်းငွေကြေးအကြံစီများထင်းတော့ကြန့်ကြခြင်းဆိုတဲ့နမိတ်ပဲဖြစ်ပါတယ်အဲ့တော့အခြေအနေပတ်သက်လို့တော့ရံပြင်းလိုက်ပြန်ချင်းလိုက်တဲလိုက်မတဲလိုက်ဖြစ်နေတတ်ပါတယ်အဲ့တော့ကောင်းလည်းမကောင်းလည်းဖြစ်နေတတ်ပါတယ်အိမ်တော်ကြီးပြန်ကတော့အိမ်တော်ဘက်ကြောင့်စိတ်ချမ်းသာပျော်ရွှင်ရမယ်ဆိုတဲ့နမိတ်ပဲဖြစ်ပါတယ်အိမ်တော်ဘက်ကိုအကြောင်းပြုပြီးတော့ဘာသာရေးကုသိုလ်ပေါင်းမှုနဲ့လုပ်ရတတ်ပါတယ်အိမ်တော်ကြီးနဲ့ပတ်သက်လို့လည်းပဲအင်မတန်ကောင်းသောနမိတ်ပဲဖြစ်ပါတယ် ပညာရေးကံကတော့အလဲလက်မှာဖြစ်နေပါတယ်။များများစူးစမ်းအထောက်အကူရေးကြည့်ပါလေ။ကျမရေးမျိုးလုံးနဲ့ပတ်သက်တဲ့ယောဂါများအပူတောင်နဲ့ပတ်သက်တဲ့ယောဂါများသတိထားစေလိုပါတယ်။ဖြစ်မယ်လို့မဆိုလိုပါဘူး။အဲ့တော့ဖြီတိုးကစားမှန်ဆိုရင်တော့3689ခုဖြစ်ပါတယ်။ကံကောင်းစေတဲ့အရာတွေကတော့အစိမ်းအောင်အပြည့်အောင်ဖြစ်ပါတယ်။ညံ့ညံ့ဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်။ ရောင်းထွက်ရောင်းကောင်းတဲ့ပစ္စည်းများကိုသတင်းစာနဲ့ရက်ကပ်ပေးပါရိုက်ပေးပါအဲ့တော့သတင်းစာရက်ကပ်ပေးပါရိုက်ပေးပါဒါဆက်ကလည်းဆူတောင်းပါရောင်းထွက်ဖို့ရောင်းကောင်းဖို့အဲ့တော့ရောင်းထွက်ရောင်းကောင်းတဲ့ပစ္စည်းများကိုသတင်းစာနဲ့ရက်ကပ်ပေးပါရိုက်ပေးပါကံကောင်းစီမဲ့ရေတရကတော့ချိုးမဲ့ရေထဲမှာအဖြူရောင် ပန်းနှစ်ပွင့်ထည့်ပါဒီချိုးရင်းနဲ့ဆူတောင်းပါအဲ့တော့ဖလားထဲမှာရေထည့်ပါပန်းအဖြူနှစ်ပွင့်ထည့်ပါအဓိကရေနဲ့ရေချိုးရင်းနဲ့ကံနေကောင်းဖို့အညံ့နေကြည့်တော့ရှိဖို့လည်းဆူတောင်းပါ ကဲကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွဲချော်ပါသေး။နောက်တစ်ပတ်ကျွန်တော်တို့ပြန်ဆောင်ကြပါမယ်။ကဲအားလုံးအောင်စေ၊ပိုင်စေ၊နိုင်စေ၊ခိုင်စေကြ။ရဲ့ဝေးဆက်သွေးကောင်းတွေပေါ်လာဖို့ရှိနေပါတယ်။သတင်းကောင်းတွေကြားဖို့ရှိနေပါတယ်။ကောင်းတဲ့ခရီးများတွားဖို့ရှိနေပါတယ်။အဲ့တော့မိမိရဲ့စိတ်ကူးအကြံစီများရည်ရွယ်ချက်များပြည့်မြောက်အောင်မြင်စေဖို့အတွက်ကြံခင်မှာသတင်းကောင်းတွေကြားဖို့ရှိနေပါတယ်။ ပေါင်းတော့ခီးများတွားဖို့ရှိနေပါတယ်။ဝမ်းသာစရာတရင်များလည်းကြားဖို့ရှိနေပါတယ်။စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်လို့အင်မတန်ကောင်းနေပါတယ်။လုပ်ငန်းစီးပွားတွေတိုးချဲ့လို့ရပါတယ်။လုပ်ငန်းသစ်တွေစလို့ရပါတယ်။စီးပွားတိုးတက်ဖို့လုပ်ငန်းတွေတိုးတက်အောင်မြင်စေဖို့အတွက်အကူအညီကောင်းနှစ်ခု၊ကွန်လန်းကောင်းနှစ်ခု၊အဆက်အသွယ်ကောင်းနှစ်ခုပေါ်လာဖို့ရှိနေပါတယ်။နှစ်ခုသလုံးကောင်းပါတယ်။တိုက်တဲ့နေလန်းကိုရွေးချယ်ပြီးတော့အသုံးပြုနိုင်ပါတယ်။ငွေကြေးနဲ့ပတ်သက်လို့လည်းပဲအင်မတန်ကောင်းနေပါတယ်။ ဲ့တော့ရရရှိတဲ့ငွေများလည်းရဖို့ရှိနေပါတယ်။ပေးရရှိတဲ့ငွေများလည်းပေးဖို့ပေးနိုင်ဖို့ရှိနေပါတယ်။ဝန်ထမ်းငွေတွေလည်းပဲမြဲဖို့ရှိနေပါတယ်။ငွေကြေးအကြံစီများကိုရရတင်းတင်းဆောင်ရွက်စေလိုပါတယ်။အဲ့တော့ငွေကြေးအခက်အခဲလုံမြောက်ဖို့ငွေကြေးအကြံစီတွေအောင်မြင်စေဖို့အတွက်အကျွေးတွေရဖို့အကျွေးတွေကြီးစေဖို့အတွက်ဆိုရင်တော့တဲ့ဘာသာရေးကမ်းရှိုင်းနဲ့လူကြီးတယောက်စီရနေပြီးတော့အကြံကောင်းဉာဏ်ကောင်းအကူအညီကောင်းယူလိုက်ပါဝန်ကြီးအကြံစီတွေပို့ပြီးတော့အောင်မြင်နိုင်ပါတယ်။ အခြေအနေနဲ့ပတ်သက်လို့ကတော့အမျိုးသမီးတစ်ယောက်ဂျာဝင်ရှုပ်တတ်ပါတယ်အမျိုးသမီးတစ်ယောက်ကိုအကြောင်းပြပြီးတော့ကတောက်ကဆာလေးတွေစင်မပြေမှုလေးတွေပြဿနာလေးတွေပေါ်လာတတ်ပါတယ်အထူးသတိထားပြီးတော့ပြတ်တန်းစေလိုပါတယ်အိမ်တော်ရင်းနဲ့ပတ်သက်လို့ကတော့တဲ့စိတ်အနှောင့်အယှက်ဖြစ်စရာလေးတွေပြဿနာလေးတွေကတောက်ကဆာလေးတွေတော့မင်းနဲ့ကြုံမတက်ရလေးတွေကြုံဝတ်တတ်ပါတယ်ပညာရေးကံအလဲလက်မိမိရေမန်းထားတဲ့လောက်ပဲအောင်မြင်ပါလိမ့်မယ်။လူကမျိုးများများများစူးစမ်းအထောက်အကူရည်ကြည့်ပါတယ်။ ကျမ်းပိုင်နဲ့ပတ်သက်လို့ကတော့ညာဘက်ခြေထောက်နဲ့ပတ်သက်တဲ့ဝမ်ပိုင်နဲ့ပတ်သက်တဲ့လေကြောင်းနဲ့ပတ်သက်တဲ့ယောဂများသတိထားစေလိုပါတယ်ဖြစ်မယ်လို့မဆိုလိုပါဘူးအဲ့တော့ထိတွေ့ကစားမယ်ဆိုရင်တော့96ကုန်9ဖြစ်ပါတယ်ကံကောင်းပြီမဲ့အယောင်တွေရတော့အနည်းအောင်အဖြူအောင်ဖြစ်ပါတယ်များများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်ရောင်းထွက်ရောင်းကောင်းခြင်းနဲ့ပစ္စည်းများကိုနာရီရက်တောင်အဲ့တော့နာရီမှာကမ်းတဲ့ရက်တောင်နဲ့ရက်ခတ်ပေးပါရိုက်ပေးပါ ။ဗဇက်ကလည်းဆူတောင်းမှာပဲနေမစို့ပဲချင်းမစို့ဆောင်ရွက်နေပါလေ။အဲ့တော့ရောင်းထွက်ရောင်းကောင်းခြင်းနဲ့ပစ္စည်းများကိုနာရေးရက်တောင်နဲ့ရက်ကပ်ပေးပါလား။အဲ့တော့ကံကောင်းစေမဲ့ရေရရာကတော့အိမ်ဖျားမှာစွန်းသုံးပကံတူတန်းပြီးတော့ဆူတောင်းခြင်းအဖြစ်ကံအညံ့ခိုက်တွေကြည်ပြော့ပြီးတော့ကံတွေကောင်းစေပါလိမ့်မယ်။ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွဲချော်ပါစေ။ကဲနောက်တစ်ပတ်ကျွန်တော်တို့ပြန်ဆုံကြပါမယ်။ကဲအားလုံးအောင်စေပိုင်စေနိုင်စေ ြီးမားတဲ့ကောင်းတဲ့အပြောင်းအလဲတွေဖြစ်လာဖို့ရှိနေပါတယ်။အလုပ်အပြောင်းအလဲနေရာအပြောင်းအလဲတွေတွန်းလာဖို့ရှိနေပါတယ်။ကိုယ့်ရဲ့စိတ်ကူးအကျံစီများအတွေ့အခေါ်များဘဝအမြင်တွေလည်းပြောင်းလဲလာဖို့ရှိနေပါတယ်။ကြီးမားသောကောင်းသောအပြောင်းအလဲများဖြစ်မယ်ဆိုတဲ့နိမိတ်ပဲဖြစ်ပါတယ်။မိမိရဲ့အကျံစီများရည်ရချက်များအောင်မြင်စေဖို့အတွက်လည်းပဲကောင်းသောအလှည့်ပြောင်းတွေပေါ်လာဖို့ရှိနေပါတယ်။စီးပွားရေးအလုပ်ဝင်နဲ့ပတ်သက်လို့ကတော့စီးပွားရေးနဲ့ပတ်သက်တဲ့အလုပ်ဝင်နဲ့ပတ်သက်တဲ့လောက်ကိုင်းရည်ရွယ်ချက်တွေဟာထင်းငော့ ကြံ့ကြာပြီးမှအောင်မြင်ပါလိမ့်မယ်။အဲ့တော့ငွေကြေးရစရာပေးစရာငွေလည်းပဲတင်းငော့ကြံ့ကြာစိတ်ပူပြီးတော့မှပဲအောင်မြင်နိုင်ပါတယ်။အဲ့တော့ငွေကြေးကံကတော့အလယ်လက်မှာပဲရှိနေပါတယ်။အဲ့တော့ငွေကြေးကိစ္စတွေမစွန့်စားသင့်ပါဘူး။တင်းငော့ကြံ့ကြာစိတ်ပူပြီးမှအောင်မြင်မယ်တဲ့လည်းဖြစ်ပါတယ်။အခြေအနေပတ်သက်လို့တော့ပျော်ရွှင်မှုတွေနားလည်မှုတွေမျှဝေခံစားမှုတွေစိတ်လှုပ်ရှားရင်ခုန်စွာနဲ့ပြင်းထန်စွာနဲ့ဖြတ်သန်းနိုင်ပေဖြစ်ပါတယ်။ မိမိချစ်သူနဲ့အတူရေနာနေသောနေရာကိုမိမိတို့နှစ်ယောက်သွားတက်ပါတယ်။ကောင်းတော်သွားခြင်းဖြစ်ပါတယ်။အိမ်တော်ရင်းနဲ့ပတ်သက်လို့တော့တစ်ယောက်တည်းတူတူနေခြင်းနဲ့စိတ်တွေများနေတတ်ပါတယ်။အိမ်တော်ဘက်အပေါ်အားမလို့အားမရဖြစ်နေတတ်ပါတယ်။အိမ်တော်ဘက်အပေါ်စိတ်ကုန်နေတတ်ပါတယ်။ပညာရေးကအင်မတန်ကောင်းနေပါတယ်မိမိရည်မှန်းတာတဲ့ပို့ပြီးတော့အောင်မြင်မဲ့နှမိတ်ပဲဖြစ်ပါတယ်။ကျမ်းမာရင်လည်းပတ်သက်လို့ကတော့သို့တော်ဝါးကြီးမတွေ့ရပါဘူး။ တော့တီထိုးကစားမှန်ဆိုရင်တော့8634ဖြစ်ပါတယ်။ကံကောင်းစေတဲ့အယောင်တွေကတော့အွားယောင်အနဲ့ယောင်အဖြူယောင်ဖြစ်ပါတယ်။ညံများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်။ရောင်းထွက်ရောင်းကောင်းခြင်းတဲ့ပစ္စည်းများကိုဘဲဥပုနဲ့ခေါက်ပြပါဘဲဥပြုမစက်ကလည်းစူတောင်းပါရောင်းထွက်ဖို့ရောင်းကောင်းဖို့ဘယ်နည်းမစိုးပဲချင်းမစိုးဆောင်ရွက်နိုင်ပါတယ်။ရောင်းထွက်ရောင်းကောင်းခြင်းတဲ့ပစ္စည်းများကိုဘဲဥပုနဲ့ခေါက်ပြပါ တော့ကံကောင်းစေတဲ့ရေရာကတော့အိမ်ဖျားမှာအစ်သီး၆လုံးတူတန်းပြီးတော့ဆူတောင်းခြင်းအဖြစ်ကံအညံ့ခိုက်တွေကျပြော့ပြီးတော့ကံတွေကောင်းစေပါလိမ့်မယ်။ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှတ်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွှဲချော်ပါစေ။နောက်တစ်ပတ်ကျွန်တော်ပြန်ဆုံကြပါမယ်။ဒီအားလုံးအောင်စေ၊ပိုင်စေ၊နိုင်စေ၊ခိုင်စေကြ။